မင်္ဂလာပါ theology တလူဆိုင် morning devotion အစီအစဉ်ကနေကြိုဆိုပါရစေ။ဘုရားသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်သစ်မှာလည်းအဖဘုရားသခင်ထံကကောင်းကြီးမင်္ဂလာများစွာနဲ့ဒီနေ့တအားလုံးရှင်လန်းအားပြည့်ပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။ခဏလောက်ဆုတောင်းဆက်ကကြရအောင်။ကောင်းကင်မြေကြီးဆက်ကြဝလာလုံးလုံးကိုဖန်ဆင်းပြီးအုပ်ချုပ်လျက်ဆိုးဆန့်လျက်ရှိတော်မူသောအရှင်အဖဘုရားဒီနေ့ရက်သစ်အတွက်ကျေးဇူးတင်တယ် နေ့တနေ့တာလုံးလဲကိုရရှင်ဤပဲ့ကန်ခြင်းအတိုင်းကိုရရှင်ညွန်ပြသည့်အတိုင်းသွားတတ်စေဖို့ယံကျေးဇူးပြုတော်မူပါကိုရရှင်ကိုရန်လမ်းပြတော်မူပါကိုရရှင်ကိုရန်ခွန်အားကိုပေးတော်မူပါပါဖျာကျေးဇူးတော်ချီးမွမ်းလဲတပါးသောတတော်သခင်ယေရှုနာမ၌အစပြုပါရပါဖျာသခင်အာမင်ဒီနေ့မှာတော့ကျွန်တော်ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး73အငယ်74ကနေအငယ်75ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြမှာဖြစ်ပါတယ် ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး73အငယ်14ကနေအငယ်15ငါသည်သခင်ဖြစ်လျက် အရှင်ဖရာ ဖြစ်လျက်နှင့်တင်တို့ဤခြေကိုဆေးလျင်တင်တို့သည် အချင်းချင်းတို့ဤခြေကိုဆေးရကြမည်ငါသည်တင်တို့၌ပြုတကယ်သူတင်တို့သည်ပြုစေခြင်းကပုံသက်တွေကို ပြခဲ့ပြီဒီစကားကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ဒီနေ့လိုမျိုးတန်ရှင်းသောဂျာတာဘရီနေလို့ခေါ်တဲ့နေ့ရက်မှာ သခင်ယေရှုခရစ်တော်ကတပည့်တော်တွေကိုပြောခဲ့တဲ့စကားဖြစ်ပါတယ်အတူတူနောက်ဆုံးသောညစာကိုစာနေကြရင်သခင်ယေရှုခရစ်တော်ပြောခဲ့တဲ့အရာဖြစ်ပါတယ်ငါသည် သခင်ဖြစ်လျက်အရှင်ဖျားဖြစ်လျက်နှင့်တင်တို့ဤခြေကိုဆေးလျင်သခင်ယေရှုခရစ်တော်ကတပည့်တော်တွေကို အချင်းချင်းတို့ရဲ့ခြေကိုဆေးပါလို့မိန့်တော်မမူခင်မှာအရင်ဆုံးကိုယ်တိုင်ကတပည့်တော်တွေရဲ့ခြေထောက်ကို ဆေးခဲ့ပါတယ်ဂျူးလူမျိုးတလေးအားဧည့်သည်လာတဲ့အခါခြေထောက်ဆေးပြီးတယ်ဆိုတာ အစီကံတွေရဲ့အလုပ်ဖြစ်ပါတယ်တခင်ယေရှုခရစ်တော်အထူးကသွန်သင်နေတဲ့အရာကတော့သူကိုယ်တိုင်သည်တခင်ဖြစ်ပါလျက်အရှင်ဖျားဖြစ်ပါလျက်အစီခံတဲ့သူတွေလုံရမဲ့အလုပ်ကိုလုပ်တယ်ဒါကြောင့်ခရိယံမှန်ရင်လေအချင်းချင်းကို အစီကံ ပြုစုရမယ်ဆိုပြီးသွန်သင်နေတာဖြစ်ပါတယ် ဒါကသခင်ယေရှုခရစ်တော်နောက်ဆုံးလဝါကားတိုင်ပေါ်မတက်မီတပည့်တော်တွေကိုတေချာစံနမူနာပြမိမ့်မာတွင်တင်ခဲ့တဲ့အရာ ဖြစ်ပါတယ်။အစေခံတတ်တဲ့သူဖြစ်ဖို့သခင်ဖရာ အလိုရှိပါတယ်။လူတွေရဲ့သဘောတဘာဝတစ်ခုက အထက်စီးကနေနေခြင်းလိုတဲ့တဘာဝဖြစ်ပါတယ်။ကိုယ်လက်အောက်မှာလူဘယ်နှယောက်ရှိတယ်လဲဆိုတဲ့အပေါ်ဂုဏ်ယူတတ်ကြတယ်။ကိုယ်ခိုင်းတာလုပ်ရမယ့်လူရှိတယ်ဆိုတဲ့အပေါ်မှာဂုဏ်ယူတတ်ကြပါတယ်။ ကိုကိုကို သူများထက်သာတဲ့သူ သူများထက်မြတ်တဲ့သူပဲဖြစ်ချင်တတ်ကြပါတယ်ဒါကြောင့်လဲအပြိုင်ဆိုင်စူးစားတတ်ကြပါတယ်အတိုင်းဝိုင်းတစ်ခုကြားတဲ့ရောက်တဲ့အခါဖြစ်ဖြစ်အစည်းအဝေးတစ်ခုကြားရောက်တဲ့အခါဖြစ်ဖြစ်ပွဲလမ်းသဘင်တစ်ခုရောက်တဲ့အခါဖြစ်ဖြစ်တခြားလူတွေထက်ပိုပြီးပေါ်လွင်ထင်ရှားနေခြင်းတတ်တဲ့သဘာဝလူတွေမှာရှိပါတယ်ဒါကအန္တရာယ်ရှိတဲ့စိတ်ဓာတ်တစ်ခုဖြစ်တယ်လို့မြင်မိပါတယ် တမချန်စာကတေချာသတိပေးပါတယ်ဖိလိပ္ပိဩဝါဒစာအခန်းကြီး2အငယ်3ကနေအငယ်4မှာယံတွေ့လူသောစိတ်အချင်းနီးကြော်သောဂိတ်တီကိုတတ်မှတ်သောစိတ်ရှိ၍အဘယ်အမှုကိုများမပြုကြနှင့်သူတစ်ပါးသည်ကိုထက်သာ၍ကောင်းမြတ်သည်ဟုနှိမ်ချသောစိတ်ရှိ၍တယောက်ကိုတယောက်ထင်မှတ်ကြလော့ယေရှုခရစ်၌ရှိသော ထိုစိတ်တော်ကို သင်တို့၌လည်းရှိစေကြလောဆိုပြီးတတိပေးထားပါတယ် စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်အလုတ်အတူတူလုံနေတဲ့သူတွေကြားထဲမှာပဲဖြစ်ဖြစ်ဖရာအတူတူရှ िख ိုးနေကြတဲ့အစုအဝေးထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့လေ့ကျင့်ရမယ့်စိတ်ထားတစ်ခုကတော့သူတပားသည်ကိုထက်တာ၍ကောင်းမြတ်သည်ဟု ထင်မှတ်ဖို့ဖြစ်ပါတယ်သူတပားသည်ကိုထက်တာ၍ကောင်းမြတ်သည်ဟုထင်မှတ်ဖို့ဖြစ်ပါတယ်တခြားလူတွေထက်တာလွန်မြင့်မြတ်ခြင်းနဲ့စိတ်သူတပားကိုအထက်ကနေ ပါဝါပြခြင်းတဲ့သဘောတဘာဝကသခင်ယေရှုခရစ်တော်နှစ်သက်တဲ့သဘောတဘာဝမဟုတ်ပါဘူး။ဒါကြောင့်လဲသခင်ယေရှုခရစ်တော်ကသူတစ်ပါးကိုဘလို့အမိန်ပေးခိုင်းစေရမယ်လို့သင်ပေးမထားပဲအချင်းချင်းကို အစီခံဖို့ပဲသင်ပေးပါတယ်။ရှမာကုခရင်ဂျန်ခန်းကြီး30အငယ်52နှစ်ကနေအငယ်54ကိုဖတ်ကြည့်တဲ့အခါမှာလဲယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍သင်တို့တည်တည်အတိုင်းလောကီမင်းတို့သည်အစိုးတရားပြုတတ်ကြ၏ အကယ်အမှုတို့သည် အာနာထာတတ်ကြ၏သင်တို့မူကားထိုသူမပြုကြနှင့်သင်တို့တွင်အကယ်အမှုပြုလိုသောသူသည်သင်တို့အစီကံဖြစ်ရမည်သင်တို့တွင် အထုအမြတ်လှုပ်ချင်သောသူသည်လည်းအလုံးစုံတို့၏စေခိုင်းရာကျွန်ဖြစ်ရမည်ဆိုပြီးသင်ပေးပါれဒါကြောင့်စင်ကျင်ခံယူမိတာကတော့သူတစ်ပါးကိုဘလို့အာနာထားရမယ်ဘလို့အစိုးတရားလုပ်ရမယ်အမိန်ပေးခိုင်းစေရမယ်လို့သခင်ယေရှုခရစ်တော်က သင်မပေးပါဘူးကိုယ်တိုင်လည်းတပည့်တော်တွေကို အစေခံပြုစု ပေးခဲ့သလိုအခင်ယေရှုခရစ်တော်လိုပဲယုံကြည်သူအချင်းချင်းကလည်းအစေခံပေးတတ်တဲ့သူတွေဖြစ်ဖို့သေချာ သင်ပေးထားပါတယ်ပြီးတဲ့အခါမှာသူတစ်ပါးစီကိုထက်သာ၍ကောင်းမြတ်တယ်လို့ခံယူနေထိုင်ကျင့်သုံးတတ်ဖို့သခင်ဖရာအလိုရှိပါတယ်ဒါကြောင့်စင်မစွာတူဖို့တူအစေခံပေးတတ်သောသူများဖြစ်ဖို့ တန်ရှင်သောဝိညာဉ်တော်ပြာတင်ကိုကောင်းချီးပေးပါစေခနာလောက်ဆုတောင်းရအောင်အဖဖေယားအဖဖေယားသခင်ကိုရိုနာရှိသော စိတ်ထားနဲ့ကျွန်တော်တို့ကိုပြည့်စုံတော်မူပါတကယ်ပဲကိုရိုရှင်အလိုတော်ရှိသည့်အတိုင်းအချင်းချင်းကို အစေခံတတ်တော်သူဖြစ်စေဖို့ရန်လည်းအစွမ်းနှင့်ပြည့်စုံတော်မူပါအစေခံပေးနိုင်သောခွန်အားအစွမ်းနှင့်ပြည့်စုံစေတော်မူပါတကယ်ပဲသူတစ်ပါးကိုပြုစု ပေးနိုင်သောသူများဖြစ်စေတော်မူပါကိုရိုရှင်အဖဖေယား တကယ်ပင်နှလုံးသားအတွင်ထဲမှနေပြီးသူတစ်ပါးထက်သာလွန်ခြင်းသော သူတစ်ပါးအထင်ကြီးခံခြင်းသောစိတ်များကိုဖေရှားတတ်သောသူများဖြစ်စေပါကိုရရှင်လူရရှိသောစိတ်ထားနှင့်ပြည့်စုံလျက်ကိုမှုရာကိုမရှုမမဲ့ပဲသူတစ်ပါးမှုရာကိုရှုမှတ်တတ်သောသူများဖြစ်စေပွင့်ဝိညာဉ်တော်ဖေရှားနှလုံးသားကိုပြုပြင်ကောင်းကြီးပေးသနာတော်မူပါယေရှုတင်လည်းပါရီသောတော်တခင်ရှုနာမနဲ့ဆုတောင်းစကားအနံပါတယ်ပါဗျာအာမင်